အားလုံးပဲမင်္ဂလာပါရှင်။ Listener Heaven Channel မှာကြိုဆိုလိုက်ပါတယ်ရှင်။ကျမကတော့စာဖတ်သူအိမ်ထက်ဖြစ်ပါတယ်ရှင်။ကျမခုဖတ်ပြမှာကတော့စာရေးဆရာမကြီးခင်နှင်းယူရဲ့ဇီဝစိုးစံအိမ်လက်ရွေးစင်အတွေးဆောင်ပါစာစုစာအုပ်မှာအိန္ဒြေတကားလို့အမည်ရတဲ့ဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။တူတူရေ အန်တီစုကို Fashion Image မဂ္ဂဇင်းမှာဝတ္ထုတွေလစဉ်ရေးဖို့ပြောတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒါပေမဲ့အန်တီစုက လုံချင်းဝတ္ထုတစ်ပုဒ်ရေးနေလို့တူတူဆန္ဒမဖြစ်နိုင်ခဲ့ဘူး။လောလောဆယ်အန်တီစုရေးချင်တာလေးရေးပြရစီ။အန်တီစုဟာ1998ခုနှစ်လောက်ကကျမတို့ဘာလို့ကြမလဲခေါင်းစဉ်နဲ့မြမအမျိုးသမီးတွေအကြောင်းညနေမှောင်မဂ္ဂဇင်းမှာရေးခဲ့တယ်။အဲ့ဒီစောင်းမားကိုပဲရာပြည့်စာအုပ်တိုက်က အတွေးအမြင်စာအုပ်မှာထည့်သွင်းခဲ့တယ်။တခါကမာရွတ်လှဲတန်းကဥဝင်းနိုင်တို့အင်္ဂလိပ်စာသင်တန်းကအန်တီစုကို ဟောပြောပွဲဖိတ်တော့ဒီအကြောင်းကိုပဲညစ်မို့တောင်ကိုတိုက်ခတ်တော့လီကိုလက်ဝါးနဲ့ကာချင်းဆိုတဲ့ခေါင်းစဉ်နဲ့အန်တီစုဟောပြောခဲ့တယ်။တခါစာပေဖိတ်မှန်ထုတ်အမျိုးသမီးကြေးမုံမှလည်းဒီဆောင်မှပါတယ်။ဥကျော်ခင်မြင့် မြောင်းမြမောင်ရင်ကျူးဖိတ်ခေါ်လို့အမျိုးသမီးရေးရာယဉ်ကျေးမှုတင်တန်းမှာဒီကောင်းစဉ်နဲ့ပဲဒီအကြောင်းကိုဟောပြောခဲ့တယ်။ဒီဆောင်းပါးဟာကရက်ရိုက်ပြီးအတော်ဝေဖန်ကြပါတယ်။အပြုသဘောပါပဲ။ဥဝင်းနိုင်ចောင်းတော့ကလည်းចောင်းသားတွေဝေဖန်ဆွေးနွေးတဲ့အလှဲ့မှာចောင်းသားတယောက်ကနိုင်ငံเจ้าမှာကောင်းတာတွေရှိတယ်မပစ်ပဲတင်ဘူးလို့ပြောပါတယ်။အန်တီစုဟောပြောတဲ့အထဲမှာကအရက်ရှင်းမြင်နာက လေတွေတိုက်ခတ်လာပါပြီ။ဒါပေမဲ့ လေနီချမ်းတွေလေမုန်တိုင်းတွေ ကိုတော့ကာကွယ်ရမယ်ညမလေမြေမှာစံစဘာသီးနှံတွေအထွက်များစေတဲ့မုတ်တုံလေးတိုက်ခတ်မှုမျိုးကိုတော့လက်ခံကြိုးဆိုရမှာပဲလို့အန်တီစုပြောခဲ့ပါတယ်အဲ့ဒီဟောပြောပွဲအပြီးမှာညစာစားပွဲလုပ်တော့เจ้ามาဟောပြောပွဲလုပ်တုန်းကမမေးရဲလို့မိန်းကလေးတယောက်က ထမင်းစပွဲမှာထမေးတယ်အဲ့ဒီပွဲမှာဆရာမြတ်တန်းတင်တို့ဆရာအောင်သိန်းတို့လည်းပါတယ် ဲ့ဒီចောင်းသူကပြောတယ်သူတို့ဟာဘဝနာလို့အပြင်စည်းဝါးရေးမှာ ဝင်ရောက်လောက်ကင်နေကြရပါတယ်အန်တီစုပြောသလိုဖြက်လန်းလိုက်အမျိုးသမီးမဟုတ်ဘူးအန်တီစုပြောတဲ့စည်းဝါးရေးမှာဖြက်လန်းလိုက်ပြီးကိုကျင်တရားမဆောင်ထိန်တဲ့မိန်းကလေးတွေတကယ်ရှိရဲ့လားတဲ့သူခမာအင်မတန်ရိုးသားပုံရပါတယ်အန်တီစုမဖြေခင်ဆရာအောင်တင်းကဖြေပါတယ်အန်တီဟောပြောတဲ့နေ့ကဒီဇင်ဘာလခရစ်စမတ်ပွဲပြီးချိန်ကိုဆရာအောင်တင်းက မိကိုမိတဲ့ចောင်းသူလိုအမျိုးသမီးလေးတွေအမြောက်အများရှိပါတယ်။အဲ့ဒီလိုအမျိုးသမီးတွေရှိတယ်လို့ခရစ်စမတ်အချိန်တုန်းကမတ်တူးကားနဲ့ညစ်နက်သကောင်ကျော်အပျော်ကျူးလို့ကားလဲဟတ်တက်ကွဲလူလဲအသက်ဆုံးရတဲ့မိန်းကလေးမျိုးတွေလည်းရှိတယ်။စီးပွားရေးလောကမှာကိုကျင်တရားမဆောင်ထိန်တဲ့အမျိုးသမီးတွေရှိပါတယ်လို့ဆရာကဖြေပါတယ်။အန်ဒီစုကစီးပွားရေးတကားဖွင့်ဝါဒကိုကြိုးဆိုပါတယ်။တကားပိတ်ဝါဒကို အန်တီဆုမကြိုက်ပါဘူးမြန်မာနိုင်ငံအပါအဝင် အာရှအရှေ့နိုင်ငံတွေမှာညာသောအဖြစ်ဗရိတရစ်တွေလက်ထက်တုန်းက တကားပိတ်ဝါဒကျင့်သုံးခဲ့လို့ခံစားရတဲ့ဒဏ်ရာဒဏ်ချက်သင်ခန်းစာတွေအမြောက်အများရှိခဲ့ပါတယ်တခါတခါတို့မြန်မာဘရင်တွေဟာစောစောကသာတကားဖွင့်ဝါဒကျင့်သုံးခဲ့ပြီးပြုပြင်ပြောင်းလဲရေးတွေလုပ်ခဲ့ရင်တို့လွတ်လပ်ရေးဆုံးရှုံးမှာမဟုတ်ဘူးလို့စဉ်းစားမိတယ်ကုန်းမောင်ခေမင်းတို့မင်းကြီးလက်ထက်ရောက်တော့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ပေးမယ်လေအနောက်ကသမိုင်းစရာတွေရေးတယ်လို့ too late and too slow ဖြစ်နေပြီလေအောက်မြန်မာနိုင်ငံတစ်ခုလုံးကိုအသိမ်းခံရလေတော့သူများနှကောင်းပေါက်နဲ့အသက်ရှူရတယ်လို့နိုင်ငံသားကြီးဆက်ဆံမှုတွေမှာဒီအင်္ဂလိပ်သိမ်းထားတဲ့အောက်မြန်မာပြည်ကိုချက်တန်းရလေတော့သူတို့အင်္ဂလိပ်တွေသဘောမတူရင်ဘာမှလုံးမဖြစ်တဲ့ဘဝဒါကြောင့်လွတ်လပ်ရေးရတော့လေအန်တီစုစိတ်ထဲမှာတကားပိတ်ပြီး အထီးကျန်ဝါဒကျင့်သုံးတာမကြိုက်ပါဘူး။ကိုထက်သိပ္ပံပညာရက်တွေလူနေမှုစနစ်တွေတိုးတက်နေတဲ့နိုင်ငံတွေက ယူသိမ့်ယူထိုက်တဲ့ဤပညာတွေယူရမှာပေါ့။ခုခေတ်က အထီးကျန်ဝါဒနဲ့တကူတော်လမ်းစဉ်ကိုကျင့်သုံးလို့မရဘူး။ပြီးတော့မြန်မာနိုင်ငံဟာပထဝီဝင်အနေအထားအရလူဦးရေရောသိပ္ပံဤပညာတွေပါအင်အားကြီးတဲ့အိန္ဒိယနဲ့တရုတ်ပြည်ကြီးနှစ်ပြည်ကြားမှာနေရတဲ့အပြင် အရှိတောင်အာရှရဲ့အချက်အချာဗဟိုကျတဲ့နေရာမှာတည်ရှိလေတယ်။ ဒါပေမဲ့စီးပွားရေးတကားဖွင့်ဝါရကိုအစိုးရကကျင့်သုံးနေဆိုတာနဲ့တချို့လူတွေကအတွေးအမြင်တမျိုးပေါက်ကြတယ်။အန်တီစုကိုလာပြောတယ်။စီးပွားရေးတကားဖွင့်ဝါရကျင့်သုံးနေမှာတော့နိုင်ငံသားသားတွေဝင်ထွက်သွားလာမှာပဲ။မြမအမျိုးသမီးတွေကနိုင်ငံသားသားတွေနဲ့ဆက်ဆံတဲ့နေရာမှာမြမရင်ကျေးမှုတွေအိမ်နေတွေဘာတွေနဲ့ထိမ့်ချုပ်ထားလို့မဖြစ်ဘူးတဲ့လေ။စီးပွားရေးတကားဖွင့်ထားသလိုအိမ်နေတွေတကားကိုလည်းဖွင့်ရမယ်။နိုင်ငံသားသားတွေလာဖို့ အမျိုးသမီးတွေကစွဲဆောင်ရမယ်ပေါ့သူ့စကားကြားလို့အန်တီစုထိတ်လန့်သွားတယ်တယောက်ကလည်းပြောသည်အိမ်နီးချင်းနိုင်ငံတစ်ခုလိုဆက်ထရာတွေလောက်ရမယ်တဲ့ဒါမှနိုင်ငံသားသားတွေမြန်မာပြည်ကိုစိတ်ဝင်စားမှာတဲ့ဘလောက်တိန်တဲ့အတွေးအခေါ်တွေလည်းမသိဘူးအမျိုးသမီးတွေကိုဖျော်ဖြေရေးကုန်ပစ္စည်းတစ်ခုအနေနဲ့ရောင်းချဖို့စူးစမ်းနေတယ်ထင်ပါရဲ့တကယ်လေ့လာကြည့်ရင်အဲ့ဒီဆက်ထရာတာလောက်တဲ့နိုင်ငံကအမျိုးသမီးတွေ တခြားနိုင်ငံခြားတိုင်းပြည်တွေကိုသွားရင်ငယ်ရွယ်သူအရွယ်ရှိသူတွေကိုသူတို့သွားကျင်တဲ့တိုင်းပြည်ကဝင်ခွင့်မပြုဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနိုင်ငံမှာဒီအမျိုးသမီးကကိုယ်နဲ့ရင်းပြီးစီးပွားရှာရင် AIDS ရောဂါသူတို့နိုင်ငံသားတွေကိုကူးပွားမှာစိုးလို့ဆက်ထရာဒီနိုင်ငံကအမျိုးသမီးငယ်တွေကိုဝင်ခွင့်မပြုဘူး။ဘလောက်ရှက်ဖို့ကောင်းလဲ။တချို့ကဆက်ထရာဒီတိုင်းပြည်ကမိန်းကလေးတွေကိုယ်နဲ့မြှူဆွဲလို့နိုင်ငံသားတွေ သူတို့တိုင်းပြည်အလာများပြီးခရီးသွားလာရေးလုပ်ငန်းကဝင်ငွေများတယ်ဆိုကြတယ်ဒီမိန်းကလေးတွေကြောင့်ထက်အဲ့ဒီတိုင်းပြည်ကသူတို့တိုင်းပြည်ကိုလာကြတဲ့နိုင်ငံသားတွေကိုဧကန်ကြိုးစိုးဧဝပြုတဲ့နေရာမှာခရီးသွားလာရေးအဆင်ပြေဖို့တဲခိုနေထိုင်ရေးအဆင်ပြေအောင် အပန်းဖြေခရီးတွေမှာရောပြုစုစောင့်ရှောက်တဲ့နေရာမှာရောခရီးသွားသူတွေကိုစိတ်ချမ်းသာအောင်လုပ်ပေးလို့ပါပဲအခါခတ်သိမ်းဆက်ကြောင်ဆိုတာမမှန်ပါဘူး ိုကိုတိုင်းပဲအပန်းဖြေခရီးထွက်ရင်သွာလာရေးကလည်းခက်ခဲတဲခိုရတာလည်းအဆင်မပြေတယ်လီဖုန်းတစ်ခါတစ်ခါဆက်ရတာလည်းမလွယ်ကူတဲ့တိုင်းပြည်ကိုဘယ်သူမှမသွားကြဘူးဆက်ထရာဒီကျင့်သုံးတဲ့နိုင်ငံကအမျိုးသမီးပါလီမန်အမတ်ကပြောတယ်သူတို့နိုင်ငံအမျိုးသမီးတွေပျက်စီးရတာဟာအမျိုးသားတွေကြောင့်နဲ့ရှင်တို့ဆင်ကျင်ပါလို့အမျိုးသားတွေကိုပြောပြတယ်သူက အမျိုးသမီးကာဝယ်စောင့်ရှောက်ရေးလုပ်ငန်းကိုခေါင်းဆောင်နေသူဖြစ်တယ်ဒါကြောင့်မြန်မာပြည်မှာ စီးပွားရေးတကားဖွင့်ဝါဒကျင့်သုံးတာနဲ့မြန်မာအမျိုးသမီးတွေအိန္ဒြေတကားပါ စီးမဲ့ကမ်းမဲ့ဖွင့်ရမယ်ဆိုတဲ့စကားကတော့အတော်တုံးတာပဲမြန်မာပြည်ဟာတခြားတိုင်းပြည်တွေနဲ့ကုလူဆက်ဆံနေတော့တခြားတိုင်းပြည်တွေရဲ့ဓလိထုံးစံလူနေမှုစနစ်တွေလည်းတွေ့ကြုံရမှာပဲအဲ့ဒါတွေကိုဘယ်ဟာကလက်ခံသင့်တယ်ဘယ်ဟာကလက်မခံသင့်ဘူးဆိုတာစစ်စစ်ရွေးချယ်ပိုင်ခွင့်မြန်မာအမျိုးသမီးတွေမှာရှိပါတယ်စီးပွားရေးတကားဖွင့်တာအကြောင်းပြပြီး စီးပွားရေးမှာဝိသမလောဘတိုက်လူမှုရေးမှာကာမဂုဏ်လွန်ကျူးသူတစုရဲ့အတွေးအခေါ်ကြောင့်မြန်မာအမျိုးသမီးတွေရဲ့အိန္ဒြေတကားကိုတော့အချုပ်အခြေမရှိ မဖွင့်သင့်ပါဘူးမြန်မာအမျိုးသမီးတွေကလည်းတခါတခါတော်တော်အံ့ဩဖို့ကောင်းတယ်ကုန်းမောင်ခေတီဘောဘရင် လက်ထက်အပြိုတော်၅ဦးလောက်ကို သာသနာပြုစာသင်ကျောင်းမှာ စာသင်ဖို့အပ်လိုက်ပါတယ်ပြန်ရောက်တော့ဂါဝင်မချွတ်တော်ဘူးသပင်ဖြက်နန်းတွင်ရင်ကျေးမှုအမှုအရာတွေအားလုံးပျောက်ပြီး နန်းတော်သူတွေကိုအင်္ဂလိပ်လိုလက်ဆွဲနှုတ်ဆက်ပြီးဘိုလိုမှုတ်တယ်လို့ကြားဘူးတယ်။ဘယ်ဟာကိုလက်ခံတင်နေဘယ်ဟာကိုပယ်တင်နေဆိုတာမရွေးချယ်တတ်ကြဘူး။ခုခေတ်မှာလဲနိုင်ငံသားသားတွေဘောင်းမီဝတ်တာမြင်တာနဲ့မြန်မာဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကိုလာတဲ့မြန်မာမိန်းကလေးတွေဘောင်းမီဝတ်လာတယ်။ဘုန်းကြီးကျောင်းမှာမြန်မာအမျိုးသမီးများဘောင်းမီဝတ်မလာရလို့စိုင်းပုတ်ကိုဆွဲထားရတဲ့အဖြစ်ရောက်တယ်။မြန်မာဟာတဲရမယ်ဆိုရင်နှစ်ယောက်မရှိ၊ကဲရမယ်ဆိုရင်နှစ်ယောက်မရှိလို့ ပြောရမလို့ဖြစ်နေတယ်။အားကစားတဲ့နေရာမှာဘောင်းမီရှိဝတ်ရမှာပေါ့။ဖုန်းကြီးကျောင်းလိုနေရာမှာမဝတ်သင့်တာဗုဒ္ဓဘာသာအမျိုးသမီးလေးတွေအနေနဲ့သိတယ်။မြန်မာမဟာမြန်မာမပဲ။အခွင့်အရေးအားဖြင့်တခြားတိုင်းပြည်ကအမျိုးသမီးတွေထက် ပိုပြီးလွတ်လပ်တဲ့အခွင့်အရေးတွေရကြတာမှန်ပေမဲ့တစ်ဖက်ကရင်ကျေးမှုဒလိထုံးစံကမြန်မာအမျိုးသမီးကိုပြန်လဲထိန်းချုပ်ထားတယ်ဆိုတာသတိပြုတင်တယ်။ဒလိထုံးစံဆိုတာဥပဒေမဟုတ်ပါဘူး။ မြန်မာဆိုတဲ့လူမျိုးတွေမှာလဲခုနအန်တီစုပြောသလိုဆက်ထရာဒီကြိုက်ပြီးအမျိုးသမီးတွေကိုဇင်ခံပစ္စည်းလိုရောင်းချစေခြင်းနဲ့လူတွေရှိသလိုမြန်မာအမျိုးသမီးဆိုတာဘလို့ပဲနိုင်ငံခြားနဲ့ဆက်သွယ်နေနေတီးခြားယဉ်ကျေးမှုပုံစံနဲ့နေတာကိုကြိုက်တဲ့အများစုလူတွေရှိနေပါတယ်။ဥပမာအခု TV ကြော်ညာတွေခေတ်စားလာလို့ရုပ်ရှင်မင်းသမီးတွေ moral gay တွေဝင်ရောက်ပြီးကြော်ညာမင်းသမီးဝင်လောက်ကြတယ်။တချို့အမျိုးသမီးတွေဟာလှုပ်တဲ့နာထက်ပိုလှုပ်တော့ ကာရင်တွေပြတ်တယ်လို့ပဲဒါကိုမြမပတ်ဝန်းကျင်ကလက်မခံဘူးကတ်တွန်းဆွဲကြစာရေးကြနဲ့ရှုံချကြတယ်မဂ္ဂဇင်းတစ်ခုတည်းကအင်တာဗျူးမှာခိုင်သိန်းကြည်ဆိုတဲ့ကြော်ညာမင်းသမီးလေးကပြောတဲ့စကားကိုကြည်ပါသူကြော်ညာတဲ့အခါကြော်ညာမှာတီးလုံးသချင်းသားအလိုက်လှုပ်ခါရတာပါဒါပေမဲ့အဲ့ဒီတိတ်လှုပ်တာကိုပရိသတ်ကမသိတော့ကြောင်းအပြောများလာလို့သူလှုပ်တာကိုစင်ကျင်ပါတယ်တဲ့သူဟာပရိသတ်ကိုလေးစားတဲ့မင်းကလေးဖြစ်တယ် ဝန်းကျင်ပရိသတ်ကတိတ်လှုပ်တာမကြိုက်ဘူးလို့အော်တန်ကျဲလာတော့သူလည်းပြုတ်ပြင်းတယ်ပရိသတ်ကိုသူလေးစားလာရတယ်ညမာပရိသတ်ညမာပဝန်းကျင်ကလည်းညမာအမျိုးသမီးတွေခင့်နဲ့အလိုက်ကြော်ညာတွေရိုက်တယ်ဆိုပေမဲ့လိုအပ်တာထက်မိန်းကလေးတွေပို့လှုပ်တာကိုမကြိုက်ဘူးဆိုတာပြနေတာပါပဲညမာအမျိုးသမီးတွေဟာလှုပ်ချင်တိုင်းလှုပ်လို့မရဘူးလှုပ်မရအောင်လေညမာပဝန်းကျင်နဲ့ယဉ်ကျေးမှုဓလိထုံးစံကတစ်ဖက်ကထိန်းထားတယ်ဆိုတာအမျိုးသမီးတွေတတိပြုတင်တယ် အဲ့ဒါဟာအခွင့်အရေးဆုံးရှုံးတာမဟုတ်ဘူးမိန်းကလေးတွေကိုပုံမိုလေးစားခံရအောင်ညမယဉ်ကျေးမှုက ထိမ့်သိမ့်ထားတာညမအမျိုးသမီးဟာအယောင်ကန်စိန်ကန်ကုန်ပစ္စည်းမဟုတ်ဘူးဆိုတာကို့ဘာသာကိုသတိပြုရမယ်ဖက်ရှင်ရှိုးတွေလာကြတော့မယ်အန်တီစုနိုင်ငံခြားမှာဖက်ရှင်ပြပွဲတွေကြည့်ရင်မိန်းကလေးတွေကိုတနာတယ်ကိုလုံးကိုပေါက်ကအစလှပသွေပြောင်းကြတယ်ပုံစံအမျိုးမျိုးအဝတ်အစားတွေကိုဝတ်ပြီး တယောက်ပြီးတယောက်ထွက်လာကြတယ်ဖက်ရှင်ထွင်ထားတဲ့အဝတ်တွေကလည်းစမ်းသလားမမေးနဲ့လူပုံလည်းစင်မြင့်ပေါ်မှာတလန်းချင်းရှောက်လာတယ်အင်ဂျီကလေပင်အောက်ကစခွဲလာတာချက်ကိုထိမတက်ပဲအပေါ်ကပေါ်ထားလိုက်တာကလည်းရင်သားတချမ်းစီကိုမြင်းနေရတယ်လမ်းလျှောက်တော့ခါးကိုနှဲ့ခုံမြင့်ဖက်နဲ့ကိုစီးခြေကတစ်ခုနဲ့တစ်ခုထပ်မတက်ရှောက်လှမ်းတဲ့အခါရင်သားတွေကလှုပ်တုပ်လှုပ်တုပ်တင်ပါးကလည်းဟိုနှဲ့ဒီနှဲ့နောက်လှည့်လိုက်တော့ အောက်ကခေါဝန်အကွဲကလည်းပေါင်ရင်ထိခန္ဓာကိုယ်ကိုလုံကြုံအောင်ထွင်တဲ့ဖက်ရှင်အဝတ်အစားကနဲတယ်။အော်အဝတ်အစားပြတာမှဟုတ်ရဲ့လားမိန်းကလေးတို့ရဲ့။တကယ်တော့ကိုလုံးဖော်ပြကြတာပဲ။ကုံတယ်တွေရဲ့ရောင်းကုံတွေစွန်အောင်ဒီမိန်းကလေးတွေအဆက်ကုံမတက်လှစ်ပြနေကြရရှာတယ်။မြမပြီမာတော့ဖော်တင်တဲ့လောက်ပဲဖော်လှုပ်တင်တဲ့လောက်ပဲလှုပ်ကြပါ။ဥကျင်ဥရဲ့ဒေဝဂုံမှန်ပြဆက်သေးကစကားနေဆိုရင် မင်းသမီးကိုအမွှန်းတင်တဲ့နေရာမှာပေါကုံရှုံးကုံငါတို့ကုံရောင်းကုံမဟုတ်ဆိုတဲ့စကလုံးသုံးထားတယ်။အဲ့ဒီလိုပဲညမာမင်းကလေးတွေအလှကြိုက်ကြတယ်။အဝတ်အစားအစမ်းထွင်ကြတယ်။အမျိုးသမီးတဘာဝပါ။ဒါပေမဲ့ခုနဥကျင်ဥပြောသလိုရောင်းကုံပစ္စည်းတစ်ခုမဟုတ်ပါဘူးဆိုတာကတော့သတိပြုသင့်တယ်။ကွန်မြူနစ်တွေစကားနဲ့ဆိုရရင် အရင်ရှင်ကြီးတွေရဲ့အမျက်အစွန်းရရှိမှုအတွက် မိန်းကလေးတို့ရဲ့ခန္ဓာကိုယ်ဟာအတုံးချခံဇင်ကံပစ္စည်းဖြစ်ရတာကတော့ကြေကွဲဖို့ကောင်းပါလေစီးပွားရေးတကားဖွင့်နေဆိုတာကြေပြောလှပါတယ်လုပ်စရာတွေလည်းအများကြီးလုပ်ငန်းတွေလည်းအများကြီးပါသက်ဆိုင်ရာတွေနဲ့အမျိုးသမီးအရွယ်ရောက်စကအစတတ်ကြီးအထိပညာတတ်တွေရောပညာမတတ်ပဲလုပ်ငန်းတွင်ဝင်နေသူတွေရောညနာဆုံကြီးတွေ့ရှိပြီးဆွေးနွေးသင့်ကြပါတယ်မိန်းကလေးတွေရဲ့ခံစားမှုကိုသိရှိကြတဲ့အခါအမြင်ချင်းဖလှယ်နိုင်တာပေါ့ ဖော်ပြချွတ်ပြလှုပ်ပြတာတွေဟာစီးပွားရေးလားဆိုတာဆွေးနွေးသင်ကြတဲ့အချိန်ရောက်ပါပြီမြန်မာအမျိုးသမီးတွေဟာအစွမ်းထက်ကြပါတယ်ဖော်တဲ့လှုပ်တဲ့ကိစ္စကိုရေးကြီးခွင့်ကျယ်လုပ်မနေစေခြင်းဘူးဟိုတလောကဘရူနိုင်းမှာကျင်းပတဲ့အရှိတောင်အာရှအာကစားပွဲမှာမြန်မာအမျိုးသမီးလှေလော့အသင်းကရွှေတစိပ်စုနှစ်ခုတခြားပွဲတွေမှာငွေတစိပ်တွေကြေးတစိပ်တွေစုတ်ခုပေးပြီးတိုင်းပြည်ကုန်းကိုမြင့်တင်ခဲ့တယ်။အဲ့ဒီလိုလုပ်ငန်းတွေအများကြီးပါ။ ရုပ်ရှင်ဇက်သပင်ဖျော်ပြရေးတွေမှာလည်းကြည်ပါစီးပွားရေးအရာအသက်မွေးဝမ်းကြောင်းကြောင့်ရုပ်ရှင်ဇက်သပင်မှာပါဝင်ကြရပေမဲ့အိန္ဒြေစောင့်ထိုင်းတဲ့အမျိုးသမီးနဲ့မစောင့်ထိုင်းသူဂုံတရေချင်းကွာသွားပါလေအန်တီစုခဏခဏပြောခဲ့ဘူးတယ်ရုပ်ရှင်မင်းသမီးမှာဆိုရင်မေရှင်သူဟာရုပ်ရှင်တယုတ်ဆောင်အနေနဲ့တဘာဝကြကြတယုတ်ဆောင်ခဲ့လို့နာမည်ကြီးခဲ့တယ်တချင်းလဲဆိုခဲ့တယ်အပြင်မှာသူ့အိန္ဒြေကိုထိမ့်သိမ့်ခဲ့လို့ခုထိမေရှင်ဆိုတဲ့နာမည်ဟာ ဂုံတရေရှိစွာထင်ရှားစေဒီလိုပဲဇက်သည်ပင်လောကမှာကောလိပ်စိန်ဟာအန်တီစုတို့ဝါခင်မနာကထီမနှန်းရွာသူအန်တီစုဦးကြီးရဲ့ဇနီးနဲ့ညီအမဝမ်းခွဲတော်သူဇက်သည်ပင်မှာမမမအစိုးအယပြည်သူချစ်သောအမှုပညာတဲ့တယောက်ပဲဂရိတ်ဦးဖိုးစိန်ဆိုတဲ့ဇမင်းသားကြီးနဲ့ကောလိပ်စိန်တွဲကခဲ့ရတယ်ဦးဖိုးစိန်ဟာသူနဲ့တွဲကရတဲ့ဇမင်းသမီးတွေကိုညာတော်အဖြစ် တော်ကောက်တယ် ကောလိပ်စိန်နဲ့ကြတော့လက်မြောက်ရတယ်။နှစ်ပါးသောတစ္ဆာထားတွေမှာခိုးစိန်ကြီးနဲ့တားပြောမရပြောပြောရတဘာဝကြကြတစ္ဆာတိုင်းသချင်းတွေစိုကကြရပေမဲ့အပြင်ကြတော့သူ့အိမ်တွေနဲ့သူหนีလို့ခိုးစိန်ကြီးကကောလိပ်စိန်မာနကြီးချောင်းသချင်းဆက်ဆူခဲ့ဘူးတယ်။ခိုးစိန်ကြီးတော်ကောက်တာမခံဘဲဝါခေမမျိုးအရှိပိုင်းမှာတေတဲ့အထိအပြိုကြီးဘဝနဲ့တရားဘာဝနာအားထုတ်သွားတယ်။ခိုးစိန်ကြီးတို့မိသားစုကလည်းလေးစားစွာနဲ့ အဝေးကနေစောင့်ရှောက်ပါတယ်။အဲ့ဒီအမျိုးသမီးကြီးတွေအတိုင်းရုပ်ရှင်ဇာတ်သပင်တွေမှာပါဝင်ကြတဲ့အမျိုးသမီးတွေအပြိုကြီးလောက်ရမယ်လို့အန်တီစုမဆိုလိုပါဘူး။တသက်မှာတခါချစ်တဲ့သူတွေ့ရင်ယူရမှာပါပဲ။သို့တော့လုပ်ငန်းကလုပ်ငန်းတခြားကို့အိမ်တွေကို ကို့ဆောင်စည်းရမှာကို့တာဝန်ပဲ။အဲလစ်ဘတ်တေလာတောင်အသက်60အတွင်းမှာလင်ခုနှစ်ယောက်ယူသေးတာပဲ။မွန်ရိုးဆိုလဲတွဲကျင်တဲ့သူနဲ့တွဲတယ်ဆိုတော့ ဟောလိဝုဒ်ရှိတဲ့နေရာကအမေရိကအမေရိကန်ပြည်သက်မြန်မာပြည်ကမြန်မာပြည်သက်ဖြစ်တယ်မြန်မာရုပ်ရှင်မင်းသမီးနှစ်ဦးနာမည်လဲကြီးတော်လဲတော်ပါတယ်အိမ်အောင်တဲ့တွေဒါပေမဲ့သူတို့ကာမပိုင်ရှိလျက်နဲ့တခြားလူနဲ့တွဲတော့အနှံ့ထွက်လာတာပဲဘယ်နေရာမှာဘာပဲလုပ်လို့ကိုချင်းသိတ်ခါနဲ့ပတ်သက်တဲ့ရနံ့ဟာအမြဲရှိတယ်ကောင်းတာလို့ကောင်းတဲ့ရနံ့မှွေးလာတယ်လို့မကောင်းတာလို့ရင် မကောင်းတဲ့ရနံ့နံလာမှာပဲပတ်ဝန်းကျင်ကို အနှံ့ထွက်ပြီးအထင်သေးလာတယ်။စိတ်ကြွယ်ရာမရှိဘူး။နန်ရန်တိုင်းမှာနားရှိတယ်ဆိုတဲ့စကားကြားဖို့မှာပေါ့။အန်တီစုတို့လည်းအသက်80ကျော်ပြီးအုတ်ဂူနားကိုတဖြည်းဖြည်းနီးလာပြီ။ဒါပေမဲ့အန်တီစုမှာအုတ်ထင်းချင်းမကင်းသေးဘူးလို့ဆိုရင် တူတူတို့ကရီမာပဲ။ဟုတ်တယ်။မြမအမျိုးသမီးကမွေးစားကနေလင်ယူတဲ့အထိမိဘကအုတ်ထင်းနေ။လင်းတဲ့တည်ရင်ဖြစ်ဖြစ်၊ကွဲရင်ဖြစ်ဖြစ်ရင်ကျင်းမှုဒလိထုံးစံကို အမြင်လေးစားရပါတယ်။ပုထုဇဉ်တွေပဲမမားဘူးလို့အန်တီစုမဆိုလိုပါဘူး။ဖះမှာအန်တီစုဆူတောင်းပါတယ်။အမားကိုလုံမိရင်မှားမှန်တိပရစီဖះ။မှန်တာလုံရင်လဲမှန်တာကိုတိပရစီဖះလို့ဆူတောင်းတယ်။ဒီဆူတောင်းကိုဖះကဖြေမှာမဟုတ်ဘူး။ကိုကိုကို သတိပေးတဲ့အနေနဲ့နေတိုင်းရွတ်ဆိုရတာ။တစ်ခါတစ်ခါမှားတာလုံနေပေမဲ့မှားမှန်မသိတဲ့လူတွေရှိတယ်။ကိုလောက်တာမှားနေတာကိုတိမှမြင်နိုင်တယ် အန်တီစုလိုမြမအမျိုးသမီးတွေဟာအရက်ရှင်းမျက်နှာကတိုက်ခတ်လာတဲ့လေတွေကိုမလွဲမသွေကိုရင်ဆိုင်နေကြရပါပြီ။မြမအမျိုးသမီးတမိုင်းမှာစီးပွားရေးလောကကိုတန့်ရှင်းစင်ကြယ်စွာနဲ့ဥဆောင်လာခဲ့တဲ့အစဉ်အလာမြမအမျိုးသမီးတွေမှာရှိခဲ့တာကိုမမမလူမှုဒေါ်အောင်မရေးတဲ့ကျမတို့မန္တလေးစာအုပ်မှာဖတ်ကြည့်ပါ။အန်တီစုတို့အခုလက်ထက်ကြကမှမြမအမျိုးသမီးတွေစီးပွားရေးကြောင့် အိန္ဒြေတကားကိုရိုက်ချိုးရပါတယ်ဆိုတဲ့အဖြစ်မျိုး မရောက်ပြရစေနဲ့အန်တီစုရဲ့မြင့်မို့တောင်ကိုတိုက်ခတ်လာသောလေကိုလက်ဝါးနဲ့ကာခြင်းဆိုတဲ့စောင်းမားမှာပါတဲ့မရပြိုင်အကြောင်းရေးပါအောင်မယ်နားဆင်သူပြိတ္တများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်အားလုံးပဲဂျေဇူးများ၏တင်ပါတယ်ရှင်